ဒီမိုးဆိုမြို့နယ်ကိုဝင်လာတဲ့ကုန်စည်လမ်းကြောင်းတွေတပတ်ကြာကြာပိတ်နေတဲ့အတွက်ဆက်တုံစီတွေပြက်လက်နေပြီးဈေးနှုန်းမြင့်တက်လာပါတယ်။ဆက်တုံစီရောင်းဝယ်တူတူကတော့ဆက်တုံစီဝယ်ယူဖို့ခက်ခဲလာတဲ့အတွက်လက်ရှိမှာဆက်တုံစီတွေကိုအကန့်အသတ်နဲ့တောင်စတင်ရောင်းချနေရတယ်လို့ Candrawati Time ကိုပြောပါတယ်။ Greeny ပြည်ကိုကုန်စည်ဝင်ရောက်နိုင်တဲ့လမ်းကြောင်းတွေမှာစစ်ကောင်စီတပ်တွေရဲ့စစ်ဆေးမှုတွေတင်းကျပ်နေတယ်လို့စစ်ကြောင်းထိုးတာလမ်းပန်းဆက်တွေရိတ်ခက်ခဲတာတွေကြောင့် 73စီနဲ့တခြားကုန်ပစ္စည်းတွေဝင်ရောက်နိုင်မှုနည်းနေတယ်လို့ဒီမွန်ဆိုအနောက်ခြမ်းကဈေးဆိုင်ပိုင်ရှင်တူကလည်းပြောပါရယ်အခုလိုမျိုးဒီမွန်ဆိုမြို့နယ်အတွင်းကုန်တွယ်လမ်းတွေပိတ်သွားတာကြောင့်တချို့ဓာတ်ဆီဒီဇယ်ရောင်းဝယ်သူ အများစုကလည်းဆိုင်ပိတ်ထားတာမျိုးကိုတွေ့မြင်နေရပါတယ်ဒီမွန်ဆိုမြို့နယ်အတွင်းကုန်တွယ်လမ်းကြောင်းတွေမပိတ်ခင်အထိဓာတ်ဆီဒလီတာမှာတော့9000ကျပ်ဒီဇယ်ဒလီတာကို9500ကျပ်ရှိပြီး အခုမှတော့ဓာတ်ဆီတလီတာ9000ကျပ်ဒီဇယ်တလီတာ9500ကျပ်အထိကိုဈေးရှိနေပါတယ်